အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာဒီကနေ့မှာတော့အပြိုပြင်စီနဲ့ အိမ်တော်တဲ့ဖြစ်စေပါရီကွာလေတနေ့အဖြစ်ကျမတို့မိမသားတွေရဲ့အသက်အရွယ်လိုက်အမျိုးသမီးအင်ကပြောင်းလဲလာပုံနဲ့ကျမလန်ဆန်တဲ့အဖို့လေးအမြဲပိုင်ဆိုင်မှုအတွက်ပြညာပေးစီစဉ်ကိုတင်ဆက်ပေးခြင်းပါတယ်အရေအကြောင်းမပြောခင်အားလုံးသိထားသင့်တဲ့အငန်းစာရေးပါလို့တွေ့တူလာလဲဆိုတော့အရေးပြောပြမယ်နော်အဲ့ဒါပေးတာနဲ့စက်တိုင်းကျမတို့မိမသားတွေရဲ့ အသက်အရွယ်လိုက်အမျိုးသမီးအင်ကပြောင်းလဲလာပုံနဲ့စံမာလန်ဆန်နေဖို့လေအမြဲပိုင်ဆိုင်မှုတွေပြညာဝိအစီအစဉ်ကိုတင်ဆက်ပြီးမှမို့အဆုံးထိကြည့်ပေးကြပါတော့အငန်ဆိုင်ရဲ့ဘာလို့တွေ့တူတာလဲအငန်ဆိုင်ရဲ့တွေ့တူတတ်တယ်ဆိုတာတော့လူတိုင်းသိဖို့ကြာဖို့ပြီးတာပါဒါပေမဲ့ဘလို့အကြောင်းကြောင်းလေးဆိုတော့သိသူရှားပါလိမ့်မယ်ဒီနေ့မှာတော့ အငန်းကဘယ်လိုကြောင့်သွေးတိုးစေတာလဲဆိုတော့ပြောတော့မှဖြစ်ပါတယ်။ကြောက်ကရဲ့တောင်းဝင်တစ်ခုကသွေးထဲမှာရှိတဲ့ရေနဲ့ဆိုဒီယမ်စောင်းမှာပါဝင်တဲ့အငန်းရတာပေးတဲ့ဓာတ်ဥတ္တစိန်တစ်မျိုးအစိုးပမာဏကို ထိန်းညီးပေးတာပါ။အငန်းစားများတဲ့အခါသွေးထဲမှာဆိုဒီယမ်ပမာဏများလာပြီးဒီအခါမှာကြောက်ကဟန်ချက်ထိန်းတဲ့အနေနဲ့ရေတွေကိုမဆုံးတော့ဘဲ ထိန်ထားလိုက်ပါတယ်။အငယ်စားပြီးဤစားတာကလည်းဒီသဘောတရားကြောင့်ပါပဲ။ဒီလိုတဲ့တွေ့ကြော်တယ်မှာရေပမာဏများလာပြီးတွေ့တို့လက္ခဏာခံစားရပါတယ်။ဒါပြင်အငယ်ဆောင်များတဲ့သူတွေဟာတွေ့တို့ရောကောင်းနှလုံးရောကောင်းလေပြဲချင်းအဆောင်အိမ်ကင်းဆောင်အရွယ်မတိုင်းမိတိတ်ဆုံခြင်းတွေလည်းဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့်ပြည်သက်ကြီးနဲ့အငန့်ပမာဏကိုလျှော့ချစားသုံးကြဖို့တိုက်တွန်းလိုက်ပါရင်တော့ဆက်လက်ပြီးတော့သမာရောမိမသားရဲ့အသက်အရွယ်လိုက်အမျိုးသမီးအင်ကပြောင်းလဲလာပုံနဲ့စံမာလန်ဆန်နေဖို့လေအမြဲပိုင်ဆိုင်မှုထွန်းပညာရေးစီစဉ်ကိုတင်ဆက်ပေးခြင်းပါတယ်တဏီအဖြစ်ပြောရရင်အပြုပြင်စီနဲ့အိမ်ထောင်တဲ့ပြင်စီပါရီကွာတဲ့တင်ဆက်ပေးခြင်းပါတယ် ကျမတို့ရဲ့အတန်ရွယ်လာ အဖို့ပြောင်းလဲလာဖို့တိတ်ထားတဲ့အဖို့ကျမရဲ့အတက်ချိန်လာလာနေပြောင်းဟော်မုန်းအပြောင်းလဲများဖြစ်ပြီးကိုရိအင်္ဂါအားနေထွေလာနိုင်ပါတယ်ဒီလိုမျိုးပြောင်းလဲတတ်တဲ့ကိုယ်ခန္ဓာအစိပ်ပိုင်းတွေမှာမိမကုယောနီဟာလဲတကုအပါဝင်မှာပဲဒီရဲ့စိတ်ဆံမှာတော့ဖေတန်ရွယ်မှာမိမကုဘလို့ပြောင်းသွားတတ်တယ် ဖာရီကိုခယူဆာရမလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးခြင်းမရိမိမခုဆိုတော့အလိုလူညံတဲ့တ िश ူတွေနဲ့ဖွဲ့စည်းထားတဲ့လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။မိမကိုရဲ့ထိမ်မောင်းမာလေးစီမိမကိုနှကန်းနဲ့စီကုံတို့ပါဝင်ပါတယ်။အတွင်းမှာရှိတဲ့လမ်းကြောင်းဟောင်းမိမကိုအပြင်ပန်းနဲ့သက်အိမ်ကိုဆက်ဆက်ပြီးထားပါတယ်။အသက်20ရွယ်မိမကိုဇန်မာရဲ့အသက်ရွယ်အဖြစ် ကြည့်မယ်ဆိုရင်အမျိုးသမီးတယောက်ရဲ့ပြိုမြင်လူတွေမှုစံမာလန်စံမှုအရှိဆုံးကာလတစ်ခုလို့ဆိုနိုင်ပါရင်အက်စထရိုဂျင်လို့ခေါ်တဲ့မဟော်မုန်းထုတ်လုပ်မှုများခြင်းကြောင့်မိမကူကဆိုလက်ကောင်းစံမာပြီးယောဂဗေယဖြစ်နိုင်ခြင်းကိုရှော့ချပေးနိုင်ပါရင်လိင်ဟော်မုန်းထုတ်လုပ်မှုများလာခြင်းကြောင့်လိင်စိတ်ထန်ထန်မှုပိုဖြစ်နိုင်ပါရင်မကြာခဏဆိုစလို့လိင်ဆက်ဆံမှုပြုတဲ့အခါ သို့မဟုတ်တကူရီတန့်ရှင်းမှုနေတဲ့အခါစိတ်လန့်ချောင်ပေါ်ဝင်တဲ့ပြဿနာဖြစ်နိုင်စေပိုများပါတယ်။မိမကိုရဲ့အပြင်ဘက်နှကန်အောင်စတဲ့ပါလွာလာပြီးရုတ်တရက်ကြီးမဲဆိုရင်နှကန်လွန်ပိုသေးလာတယ်လို့ထင်ရနိုင်ပါတယ်။မိမကိုတန့်ရှင်းပြီးအနတ်သက်ကေအောင်ထိမ့်သိမ့်မှုဒီလိုအသက်20ရွယ်မှာစတဲ့ပြီးမိမကိုကိုတန့်ရှင်းအောင်ထားပါရာသီသွေးစီစဉ်မှုကလည်းပုံမှန်အတိုင်းဖြစ်တယ်လို့ ဟော်မုန်ပြောင်းလဲပေါ်မူတည်ပြီးရောင်သည်စဝကမောက်ကမောက်ဖြစ်တာမျိုးတော့ရံဖန်ရံခါသွားတပါတယ်။သဘာဝအလျောင်းအရေးကြီးများအပြုစင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။အသက်30ရွယ်မိမကိုချမ်းမာရေးဟော်မုန်ပြောင်းလဲမှုများအဖြစ်များလာပြီးနောက်မိမကိုရဲ့အတွင်းသားနှကန်နေရင်ဟောအယောင်မင်းကြီးလာတပါတယ်။ဒီရွယ်မှာကိုဝင်ဆောင်မယ်ဆိုရင်မိမကိုမှအရေးစိတ်ထွန်းတော့ပုံများလာနိုင်တယ်လို့ ထွက်လာတဲ့အရင်တွေဟာလည်းအတီရောင်ထန်းနို့နေရောင်ဘက်ကိုပူသံပါရယ်အနံအဖြစ်တော့တိတ်ပြီးမပြေထမ်းပါဘူးကလေးမွေပြီးတဲ့နောက်မှာမိမကူရဲ့ချုံနိုင်စံတိုင်းရရောကြသွားပြီးအနေငယ်တင်လာတပါရယ်ပုံမှန်တိုင်းဒီဘာပြင်တင်လာဖို့အချိန်အနေငယ်တော့ဆောင်ရနိုင်ပါရယ်ကြီးခဲ့ပြီးစင်ကံပြောင်းနေမိမကူလမ်းကြောင်းပြင်ခြင်းအောင်လုံယူလို့ရပါရယ်တာစီရီတောက်တာများလာတာနေမြောင်း ိမ်မကုံမှာအရင်ယူဆိုင်မှုများလာခြင်းဒါမှမဟုတ်၆သွေးခြင်းရာသီပမာဏပဲကြားဖောက်ဆင်ခြင်းတွေဖြစ်နိုင်ပါတယ်။ဆေးရကူညီမလို့ပဲသူ့အလိုလိုပြောက်ကင်းသသာသွားတတ်ပြီးလုံးဝမပြောက်ဘူးဆိုမှဆေးရောင်ဝင်တဲ့တေချာပြချီတင်ပါတယ်။အသက်၄၀ဝယ်မိမကုံကျမရဲ့လက်ချုပ်တော်မျိုးသမီးတွေမှာစောစိတ်စွာသိဆုံးခံတတ်တာမျိုးဖြစ်တတ်တယ်လို့ညတော်အဖြစ်အသက်၄၀ကာလဟာသွေးမဆုံခင် စက်ကြာကာလာဖြစ်တဲ့အတွက်ပြောင်းလဲမှုတွေတော့ရှိနိုင်ပါတယ်အထူးကပြောင်းလဲမှုတွေထဲမှာအက်စထရိုဂျင်ဟော်မုန်းချစိန်တဲ့မိမကုန်းထန်ချောင်းတရဲ့အချိန်ပြီးပုံမှုချောက်သွေးလာခြင်းလိမ့်ဆက်ဆန်းနေစဉ်နာခြင်းတဲ့မိမကိုရရင်ခြင်းပူဆက်ပူလောင်ဖြစ်ခြင်းနေပြီးရောင်နေခြင်းစီးသွားစဉ်ပူဆက်ပူလောင်ဖြစ်ခြင်းစတဲ့ပြဿနာတွေအတွေ့များပါတယ်ဒီကာလမှာမိမကိုတန်ရှင်ကိုအလေးနာခရုစားဖို့လိုတယ်လို့ ဆောက်သွေးမှုနည်းပြီးအဆုံးတိုက်ထိမိနိုင်ပေလေးစိတ်ခရင်လေးကိုဆရာဝန်ရဲ့စင်ညိုစာနဲ့ဖြစ်စေစိတ်ဆန္ဒမှာကိုယ့်ဘာသာတော်ဝင်ပြီးတော့ဖြစ်စေနိုင်ပေနိုင်ပါတယ်စီကုံမွေတွေဟာလည်းပပီမီကိုရောက်တွေ့ပြသွားနိုင်ပါတယ်အသက်90နောက်ပိုင်းမိမကိုချမ်းမရေးအမျိုးသမီးတွေဟာသွေးဆုံမှုဖြစ်စဉ်ပြင်းပြပြီးဝေဒနာတန်ကိုခံစားရတဲ့စိန်ကာလဖြစ်ပါတယ်အက်စထရိုဂျင်ဟော်မုန်းထုတ်လွှတ်မှုအား မရှိသလောင်းနဲ့သွားသလိုလုံးဝကုန်ကန်သွားတာမျိုးနဲ့ဖြစ်တတ်ပါတယ်။မိမကူကကြောက်သွားတတ်ပြီးလိမ့်ဆက်ဆံမှုတွေနဲ့စိတ်ပါဝင်စားမှုတည်တည်တာတာယောနေလာပါတယ်။ကျန်းမာရေးချုပ်ပြဘက်တီးရီးယားများနဲ့သွားတဲ့ပြင်ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားပိုးတွေပိုးပိုးတွေပွားများတဲ့အတွက်မိမကူလမ်းကြောင်းဆိုင်ရာပြဿနာများအေးပြပြဿနာများလိင်ကိစ္စဝန်ဆိုင်ရာပြဿနာများပိုဖြစ်လာနိုင်ပါတယ်။သိဆုံးမှုရဲ့နောက်ဆက်တွဲနှာစင်မှုဝေဒနာကို အပြင်းထန်ခံစားရတဲ့အတွက်စိတ်ရောခန္ဓာပါဆုံးယုံလာတတ်ပါတယ်။မိမကိုရဲ့ချုံလာဆန္ဒရနေသွားခြင်းကြောင့်စီမတိန်နိုင်လို့တော့စီးသွားပြီးပါလျက်စီးကြံနေတယ်လို့စီးသွားခြင်းသလိုစိတ်ဆန္ဒဖြစ်နေတာမျိုးကိုလည်းတွေ့ရနိုင်ပါတယ်။မိမကိုချမ်းသာလန်ဆန်နေစေဖို့ဘာတွေကယူဆရာမလဲ။တန်ရှင်လုပ်တဲ့အခါ အရှိမတော်ကိုဆွေးပြီးတန်ရှင်လုပ်ပေါ့။အဆောင်အဟာရပြထားစားစားသုံးပါ။ကြက်လုံးနဲ့ဖောင်းပြီးအထွေးခံတွေကိုရှောင်ပါ လိမ့်ဆက်ဆန်ပုံမများပါစေနဲ့လိမ့်ဆက်ဆန်၌အကာအကွယ်ကို အသုံးပြုပါလိမ့်ဆက်ဆန်ပြီးသွားတိုင်းနဲ့နိုင်ဝက်တွင်တန်ရှိရင်တော့ပါစီသွားပါမိမကိုကြမ်းပါစေဖို့ယောဂကေကေလီချင်းကမျိုးရင်းလုပ်ပြီးပါမိမကိုတန်ရှိရင်ကိုကယူဆိုင်ပါရာဒီဆန်ပုံပုံမှန်မလဲပတ်တော့အမြဲလိုလိုနောက်ကြတော့ပုံမှန်မဟုတ်တဲ့ရေမြောင်းဝကြခနာစိတ်ထွာလာပါကစိတ်ဟောင်းဝင်တဲ့တိချပြသာစစ်စစ်ကြည့်ပါရှင် ပရိသတ်ကြီးနဲ့ကျမ်းမာပြွန်ရွှင်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့ဘဝတည်ရွေတွေကို ပိုင်ဆိုင်ရပါစေလို့ဆုတောင်းလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြောပါရှင်။နောက်ထပ်လည်းကျမတို့ channel ကနေပုံတူတာဖြစ်စီမဲ့ကြောင်းတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ကျေးဇူးအပေးခဲ့တဲ့ပရိသတ်တယောက်စီစီကိုကျေးဇူးပြုပေးတည်ရှိပါရှင်။